နေကားတက်လာတဲ့ပရိသတ်တရားပေါ်မှာသဘောမကျသလိုအပြုမူမျိုးနဲ့ဟမ်မဆောင်နိုင်မဲဆက်ဆံမိခဲ့တဲ့နော်ဖုံးအေထာမင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်နော်ဖုံးအေထာကတော့ကရင်သွေးဆက်တဲ့ကရင်ပမာကပြားမလေးဖြစ်ပြီးတော့အနုပညာလမ်းကြောင်းပေါ်မရောက်ခင်တက္ကသိုလ်မှာကလေးကတကြောင်လုံးရဲ့ကွင်းအဖြစ်နာမည်ကြီးခဲ့သူတယောက်ဖြစ်ပါတယ် ဖိုတိုမော်ဒယ်တယောက်အနေနဲ့အမှုပညာလမ်းကြောင်းပေါ်မှာစတင်လာခဲ့တဲ့နော်ဖောရဲ့ထားကသူမဘဝအတွက်အကောင်းဆုံးပံ့ပိုးပေးနိုင်တယ်။ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်တယောက်နဲ့ကြက်ကြိုက်ခဲ့ပြီးချိန်မှာတော့ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဆက်လန်းတွဲတွေမှာဓာတ်တိုက်ဆိုသလိုရိုက်ကူးခွင့်ရလာခဲ့တာလည်းဖြစ်ပါတယ်။နော်ဖောင်းရဲထားကပြီးခဲ့တဲ့2024ခုနှစ်အတွင်းမှာလေအကယ်ဒမီဆူရဖို့အထိတန်းဝင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်ခင်းရခဲ့သလို ကျင်းပေါ်လိုမျိုးပြည်သက်ကြိုက်တွေ့စေခဲ့တဲ့ဇလံကောင်းမှလည်းပါဝင်ခွင့်ရခဲ့တာကြောင့်အခုဆိုရင်နော်ဖောင်းရဲ့ဌာဆိုတဲ့နေရာတနေရာကိုအကောင်းဆုံးတည်ဆောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရပိုင်းရက်တွေမှာတော့နော်ဖောင်းရဲ့ဌာက73နှစ်ကြာလက်တွေခဲ့တဲ့လွမ်းပိုင်နဲ့ပေါ်ပြီးဆောက်စားလို့နှစ်ယောက်ကြာမှဝင်ရောက်နှောက်ရှာခဲ့သူအဖြစ်သတင်းတွေထွက်ခဲ့ပြီးတော့ပြည်သက်တွေရဲ့ပြောဆိုဝေဖန်ခြင်းကိုလည်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့လက်ရှိချစ်သူဖြစ်တဲ့ကိုထက်ခိုင်ဝင်းကတော့သူမအတွက်အရာအလုံးဖြည့်ဆည်းပေးနေပြီ။မဘေးကနေအားရင်တွေအပြည့်ပေးနေခဲ့တာကြောင့်နော်ဖောကတော့အခက်အခဲတားဆီးတွေကိုကောင်းမွန်စွာကြော့ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အခုတခါမှဆိုရင်လေ Norfolk Air သားကကျင်းပေါ်ဇလန်းတွဲရဲ့ Family Tin ပွဲကိုတွားရောက်ခဲ့တာဖြစ်ပြီးအဆိုပါပွဲကိုလာရောက်ခဲ့တဲ့နေကားပရိသတ်တယောက်ကသူမနဲ့တပ်ပုံတွဲရိုက်ခြင်းလို့တောင်းဆိုတဲ့အချိန်မှာမတူမတန်သလိုအပြုမှုမျိုးပြုမှုခဲ့တာကြောင့်သူမရဲ့ပရိသတ်တွေကတော့မှနှာခေါင်းရှုံခဲ့ကြတာဖြစ်ပါတယ်။နာမည်ကြီးမင်းသမီးဖြစ်သွားတဲ့အလျောက်ပရိသတ်ပေါ်မှာဒီလိုမဆက်ဆံသင့်မှုနေပရိသတ်ပဲဖြစ်ဖြစ်မျိုးပရိသတ်ပဲဖြစ်ဖြစ်အကောင်းဆုံးဆက်ဆံသင့်တယ်လို့ပရိသတ်တွေကဝေဖန်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးအနေနဲ့ရောဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောပြပေးခဲ့လို့ရပါတယ်ရှင်။မင်းတို့မီဒီဘက်ချလာအောင်။ဆရာလေးတမီလာတမီလာ။ဟုတ်ကဲ့ပါဟုတ်ဒီလိုဒီလိုဖြစ်မှာမဟုတ်ဘူး။